ခင်ဗျာတေးကြတဲ့ခင်ဗျာဗမောက်ကိုတက်မလို့အပါမခံဘူးအပါမခံပါဘူးဗမောက်ကိုတက်မလို့အပါမခံဘူးဗမောက်မျိုးပျက်စီးမှုမခံဘူးရောင်းရှင်းပါရောင်းဖြုံပါပြည်သူတွေရှင်းရှင်းလေးပဲပြည်သူတွေကခင်ဗျာအခုမှမဟုတ်တက်မလို့တောင်းဆိုတော့ဟိုးရင်းနေတာတောင်းဆိုတာကျမတို့မြေကြံရပြီအဲပြည်သူတွေကွာမင်းတို့ဘောမာတွေပါကျမတို့မြေကြံရပြီကျမတို့အိမ်အဆောက်အဦတွေဒီအကြမ်းအုပ်စုတွေခိုးရဆိုရှင်းလာမလိုက်ပျက်စီးပြည်ကျမတို့ပြန်ဆောက်မယ်ကျမတို့မဆောက်နိုင်သေးတဲ့ခါမှာကျမတို့ဝါးတဲ့နဲ့ပဲနေရနေရ တဏီတဲ့နဲ့ပဲနေရနေရပြည်တော်အိမ်နဲ့ပဲနေရကျွန်တော်တို့နေမယ်ကျွန်တော်တို့နေမယ်ဆိုတဲ့သူကြီးပဲပြည်သူလူထုကတတ်မတော်ကိုသူတို့ရဲ့ဘဝတွေသူတို့ရဲ့စီးစိမ်တွေပေါ်ထားပြီလားပေါ်ထားပြီလားကျွန်တော်တို့အိမ်ကိုအကြမ်းအုပ်စုတွေခိုးရဲဆိုတတ်မတော်တွေဘုံချက်ရှင်းလင်းမလိုက်ကျွန်တော်တို့ငဲ့ညာကြမလို့ကျွန်တော်တို့ငဲ့ညာကြမလို့ဆိုပြောထားပြီလားဗျာပြောထားပြီလားလက်ရှိတော့ကျွန်တော်ဗမောက်ကိုတတ်မတော်ကတောက်လျှောက်ကျွန်တော်ဘုံချက်ရှင်းလင်းမှုတောက်လျှောက်လုပ်အေးဘောနိုင်မမနိုင်တော့တာကဲဟာကြည်ရမြင်ကြော်ဆိုးဥစုတဲ့ကောင်ရဲ့စကားပြောပုံစုပုံနဲ့အနေထားကိုကြည်လိုက်ရင်ဒီကောင်ကဥပ္ပါကိုကျွတ်မကောင်တော့မဟုတ်ဘူးနော် တောက်တိဖို့လိုရတဲ့ဒီကောင်ကချွတ်မှချွတ်မဲ့ကောင်ဒီကောင်ဒါကြောင့်ဒီကောင်ကိုပြေးရမှာတော်လန်ရဲဘော်တွေရဲ့အောင်မင်းဖြစ်ပါတယ်မေစုကိုလှုပ်ပေးပါလားလို့ဗျကိုမောင်အမေစုကိုလှုပ်ပေးပါလားတောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့ဆိုတာဘုရင်ပြောရင်တောင်ဆန်းစုကြည်ကိုအသက်ရွယ်အားဖြစ်တော်လဲကောင်းအောင်ပါဗျာနော်တာမန်အမျိုးသမီးမိအမိအိုတယောက်အနေနဲ့ကြည့်မယ်ဆိုရင်တော့မလှုပ်ပေးတင်ပါတယ်ဘလိုလဲဖြစ်ဖြစ်ပေါ့နော်သူရဲ့ ကြတဲ့သူတွေတော့မှသူတို့လှုပ်ပေးတဲ့အပြစ်မှုတွေ short ပေါ်ပြီးလို့ရသည်လို့ရှိရင်အခုသူကန်သူတမနာရာအဲပေါ်ကောင်းလေယာယီတမနာရာလူယူတာပဲသူရဲ့လူချင်းချမ်းသာဝင်နဲ့ပေးလို့ရတာပဲလေအသူမပေးဘူးဆိုတာဒါသူတမင်တကာကိုမပေးတာပေါ့ဗျာအတော်စုကြီးကိုမကြောက်တင်တာကြောက်နေတဲ့ပုံစံမျိုးဖြစ်နေတာပေါ့စိတ်ညစ်ရထက်တွေ့အဲ့လိုအောင်မိမိပါဟုတ်ဟုတ်ကျွန်တော်တို့ channel တွေ့ဘက်လောက်ကလည်းကျွန်တော်တို့ကိုနိုင်ငံရေးအရသာထောက်ခံတာဘာမှလည်းကူညီမပေးနိုင်ဘူးသူနဲ့ကျွန်တော်တို့နဲ့မတူတာ तू ကလုံပိုင်ခွင့်တာ กว่าเลยเปียจนเราเนี่ยลบไปกว่าเลยซะจนเรามาก็จิ้นวดนี่ถิ่นเตียนได้ครับเจนเรามาอเหมี่ยวง่แหน่ได้จนเรามาโหเลนาญาหุล่ะเนี่ยไม่เสร็จตาลุဘောလံမျိုးတွေအားလုံးပဲလင်းမင်းနဲ့မေဘီတံမှာအမြန်ဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုဂျယ်ရီဗော်လူရှင်း channel လေးကပြန်လဲကြိုးစားလိုက်ပါတယ်ဗီဒီယိုရီရရှင်လို့သွားပေးကြမှာတော့ယနေ့ ။တတိမာလာ25ရက်နေ့ရမနက်ပိုင်းဒီနောက်ဆုံးရရှိသတင်းချို့ကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့တော်လမ်းမျိုးတွေအားလုံးပဲစုံလိုက်ကြည့်ဖို့ဒီနေ့ရထမန်တောင်းဆိုလိုက်ပါရစေ။ကျွန်တော်တို့အနေနဲ့ကတော့စစ်ကောင်းဆောင်တွေက၎င်းတို့ရဲ့ကုလူစီဝါတို့နိုင်ငံတော်အာဏာကိုအတင်းတမာမတရားသဖြင့်သိမ်းပိုက်ထားဒီမှာဒီနေ့မှဆိုရင်တော့1600 98ရရှိဖြစ်ပါတယ်။မနိုင်ငံတဝန်းရဲတာတွင်စစ်ကောင်စီကစစ်ကွေးသေးဆုံးမှုစီးမှာတော့ကရင်ပြည်နယ်မြောက်ပြည်မြို့နယ်မှာတော့ရေတွက်လို့မရတဲ့အသေးတွေများနေပါတယ်။အချင်းပြည်နယ်စောလော်မြို့နယ်မှာလည်းရေတွက်လို့မရတဲ့အသေးတွေများနေပြီးတော့မန္တလေးတိုင်းငင်းကြံမြို့နယ်မှာ၄ကောင်တော်လိုင်းရဲဘော်တအူးကတော့စစ်မကောင်းဆောင်နဲ့ကြာဆုံးခဲ့ရပါတယ်။ ဝေးတိုင်းရှင်ပဝဲမြို့နယ်မှာတကောင်းအဝေးတိုင်းမြန်မြို့နယ်မှာတကောင်းတည်တည်တည်ဆုံးကြကြောင်းသိရှိရပါတယ်။ရောင်းသူတိမုတ်အနေနဲ့ကတော့စစ်တမဘုံမူကြီးတွေကိုလွတ်တော်အမတ်လောင်းများဖြစ်တိုင်းရင်းသားစီလုံးညီရေးပါတီတာဆာညတို့မင်းအောင်လိုင်းကဆီလိုပြီးရွေးကောက်ပွဲကော်မရှင်ကိုတင်ပြသည့်တာဆာညပါတီရဲ့အမတ်လောင်းဆင်းမှာလဲစူပါတက်ရရှိများအားလုံးပါဝင်သွားပြီဖြစ်ကြောင်း ေပြီးတော့စီးရီးသတင်းတွေကဖော်ပြထားပါတယ်။ဒါကြံဖို့ပါတီတော်မိုးမင်းနဲ့တဆာညမှာလဲဝင်ရောက်ပြီးတော့ပွဲဝီပြီးတော့နေရာယူနေရာတွေ့နေရပါဘာလို့လဲဆိုတော့မဲောင်းနိုင်တကောင်နဲ့လည်းလက်ရှိချိန်မှာကြံဖို့ပါတီတော်ကများတယ်ပဲ။ပုံမှုတွေပုံချုပ်တွေပြီးတော့အလုံးဟုတ်ကဲ့လို့စီးရီးတွေရတဲ့ကောင်ဒုက္ခပြီးလိုက်ပြီမဲ့လဲဘာလို့လဲဆိုတော့စီးကားတော့လူကများနေလူကများနေတော့လဲရှိတာတော့ပါတီပွဲပြီးတော့လဲဆိုတော့မြန်မာနိုင်ငံတောင်းတရားပြန်ပြီးတော့ပုံကြီးနေရာကဝင်ရောက်ရိုးစက်တာကိုဖြစ်တဲ့တွေ့နေရတယ်။တဆာညကိုလည်းပြန်ပြီးတော့ခွဲပြီးတော့ထည့်ထားလိုက်တွေ့နေရပါတယ်။အောက်ကြီးရပြီမဲောင်းနိုင်တကောင်နဲ့ခင်းယူပြေဝမယုံစွာမြင်နေရတယ်ဆိုတာကလည်းရှိမှဖြစ်နေရတွေ့ရပြီးတော့ ေးကြပါတယ်မင်းအွန်လိုင်းရဲ့လက်ကင်ဒုတ်တွေဖြစ်လာမှာပါကျွန်တော်တို့မင်းတို့ပေါမမျှော်လင့်မရဘူးဘာလို့လူတယ်ဖြစ်ပါတယ်စစ်တေဟာကြံဖို့ပါတီကိုဘိုးချုပ်ကြီးအဆင့်မှာတက်ကြကြီးအဆင့်ရောက်489ဆီလို့ခဲ့ပြီးစစ်တေထိတ်တန့်ရာရှိများကလည်းကြံဖို့ပါတီရဲ့အမတ်လောင်းများဖြစ်ရွေးကောက်ပေါ်မှာဝင်ရောက်ရှိမြန်ကြမှာဖြစ်ပါတယ်မင်းအွန်လိုင်းဟာတိုင်းဒေသဆီလို့ညီဝေးပါတီကိုဘုံမှုကြီးများကိုအမတ်လောင်းများဖြစ်ဆီလို့လိုက်ပြီးအဆိုပါဘုံမှုကြီးများမှာတဆာညာပါတီရဲ့ရွေးကောက်ပေါ်ဝင်မဲ့လွှတ်တော်ကိုယ်စားလောင်းများဖြစ်မှတ်ပုံတင်စရင်ကျင်သွင်းလိုက်ကြပြီးကြောင်းနေရှိနေရပါတယ် တခါလဲဘောင်းမီတွေချုပ်ပြီးတော့တခါလဲအကောင်လုံးဝင်ဝင်ဟောင်းလုံးဝင်ဝင်ယူနီဖောင်းဝင်ဝင်ဟိုမှာစင်ငါတို့နေရာလေးအကောင်လုံးရထားပြီဆိုဘာကြောင့်လဲဆိုတော့အခုဗျာရွေးကောက်ပွဲကျင်းပမယ်ပထမမှာက FP အာ first past the post ဆိုတဲ့ popular popular vote နဲ့ကွာအဲ့တော့နိုင်တဲ့သူကတမဲသာလဲနိုင်ပါပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီခင်ဗျားတို့မဲထည့်ထားတဲ့မဲတွေကိုတွက်ချက်ပြီးလို့ရှိရင်ရာဂိုင်တော့ရမယ်အပြည်ခိုင်ပြိုးပါတီကမဲတွေအားလုံးရဲ့ဆယ်ရာဂိုင်တော့ရလို့ရှိရင်လွတ်တော်မှာနောက်ထပ်ဒီအချိုးကျစနစ်ဆိုတာရှိတယ် တော့အမျိုးသားလွတ်တော်မှာကတို့ကအချိုးကျစနစ်နဲ့သွားမှာအချိုးကျစနစ်ဆိုတဲ့ခါကျတော့ပါတီကိုပဲမဲထည့်လို့ရမယ်ပါတီကဘဲပါတီကိုကိုယ်စားလှယ်ထားမှာဆိုတော့ခင်ဗျားတို့မသိဘူးအဲ့တော့ပါတီကကိုယ်စားလှယ်ကိုတို့ကတို့ယူရမှာအဲ့မှာခင်ဗျားတို့ပါတီကိုမဲထည့်လိုက်ပါတီ၁၀ခုရှိရင်ခင်ဗျားတို့မဲရ၁၀၀ရှိတယ်ဟိဆိုရင်ပါတီဘယ်လိုခေါ်မလဲဆိုပါတီတစ်ခုက၁၀၀ရာခိုင်နှုန်းရတယ်ဟိဆိုလို့ရှိရင်လွတ်တော်ကိုယ်စလဲ၁၀ရာခိုင်နှုန်းအဲရောက်တရာဆိုသူက၁၀ရောက်ရမှာအဲ့၁၀ရောက်ကသူတို့တို့ရွေးမှာခင်ဗျားတို့ကလူရှာခင်ဗျားတို့ဟိုရွေးပိုင်လို့မရှိဘူးလွတ်တော်ရဲ့ လွတ်တော်ဖြစ်ပါအဲ့ဒီကျွန်တော်တို့ဒီပါတီရဲ့ဥက္ကဋ္ဌကသူတို့ရွေးချယ်အဖွဲ့ကသူတို့သူကြီးမဟုတ်ပြီအဲထားပါတော့မှဆိုလို့ရှိရင်ဆိုတော့ဘောင်းကြီးဖြူချပြီးလာတယ်မဖြစ်နေပေးရမယ့်သူတွေဟဲ့လားဘိုလ်ချုပ်တွေဘိုလ်ချုပ်တွေအကုန်လုံးရှေ့ရတန်းစီအဲသူတို့ကတော့ခုံဆယ်ဝင်ရမယ်သူတို့ကျိုးတင်ဖြစ်သွားပြီအဲ့တော့ဆိုလိုချင်တာကအဲမကောင်းအချိုးကျစနစ်မှာခင်ဗျားတို့ကလူကိုမဲထဲမှာပါတီကိုမဲထဲမှာပါတီကလည်းသူ့အတူကိုယ်စလဲစီစဉ်တာစီစဉ်တာကိုယ်စလဲတွေကလည်းဦးမင်းအွန်လိုင်းကဟဲ့ကောင်တွေဒီကောင်တွေထည့်ပေးရမယ်နော်ဆိုလို့ရှိရင်ဒီကောင်တွေပါသူတို့ပဲပါသွားမှာလေ အဲ့အတွက်ကြောင့်မို့လို့စဉ်းစားစားနေကျွန်တော်တို့ကအပါတီတွေပါတီတွေကိုကျွန်တော်တနာတာပါနော်အဲ့အတွက်ကြောင့်မို့လို့အခုပါတီတွေပါဝင်ပါစေအခုဖြတ်သိမ်းလိုက်တဲ့၄ပါတီဘုံပြောင်းဝင်ပါစေဗျာခင်ဗျားတို့အချက်အချက်လက်တွေခင်ဗျားတို့ဘယ်လိုပဲဖြစ်ခင်ဗျားတို့အစိုးရဖွဲ့ဖွဲ့နိုင်ခြင်းနဲ့တင်ပါတယ်ဆိုလိုချင်တာခင်ဗျားဘာဖြစ်အစိုးရဖွဲ့နိုင်တယ်နော်စစ်တပ်၂၅ရာခိုင်နှုန်းပြည်ခံပြိုးနဲ့ပေါင်းနော်လုံးဝ90ရာခိုင်နှုန်း51ရာခိုင်နှုန်းခင်ဗျားတို့လုံးဝအစိုးရဖြစ်သွားပြီဒါပေမဲ့ဒီထက်ပိုပြီးတော့ဟိုအကြံမကြီးတင်ဘူးလို့ကျွန်တော်ပြောချင်တယ် ဒီတဲ့ပုံပြအကျန်ကြီးတယ်ဆိုတာကဘာလဲဆိုတော့ဟိုခြေဥပြင်မှုဘာလို့ကြတော့85ပေါင်း1ကိုဗျာနော်အားလုံးက85ရာခိုင်နှုန်းရယ်86ရာခိုင်နှုန်းအသဘောတူမှသာလင်ခြေဥကပြင်လို့ရမှာဒါမှမဟုတ်ကျွန်တော်တို့ preference ခံအောင်မှာ preference ဆိုတော့ပြည်သူလူထုကြားထဲမှာကျွန်တော်တို့ပြည်သူဆန္ဒခံယူအောင်မှာဖြစ်တယ်အဲ့တော့အဲ့ဒီကိုများကျွန်တော်တို့ကမေးချင်တာကလေခင်ဗျားအဲ့လိုအကျန်ကြီးနေသလားအကျန်ကြီးရဆိုဥပမာပြ4 3 6ပြင်တာပဲဖြစ်ဖြစ်နော်ဒါတမရရာလူပြင်တာပဲဖြစ်ဖြစ် เนาะပြီးတော့စက်တက်နဲ့ဒါမျိုးကင်တာဖြစ်ဒီတော့ဒီအကြံကြီးနေလို့လားခင်ဗျားတို့ကဟိုမဝဟိုဟောမစလို့ရှိရင်လောဘလောဘစောတက်နေတာခင်ဗျားတို့ဘာဖြစ်အစိုးရဖွဲ့နိုင်တယ်မပူနဲ့တန့်ခိုင်ရင်းနဲ့ခင်ဗျားတို့ကပေါင်တန့်ခိုင်ရင်းနဲ့ခင်ဗျားတို့ရဲ့ဘိုးတော်တွေပဲရှိနေတာပဲเนาะပြီးစက်တက်25ရာခိုင်နဲ့ပေါင်အစိုးရဖြစ်နေပြီเนาะကြံတဲ့40ရာခိုင်တော့ထားပါဗျအခြေခံဥပဒေကိုနည်းနည်းပါးပါးငင်းခုံပြီးပြင်လို့ရအောင်เนาะအဲ့ဒါကြောင့်ကျွန်တော်ပြောနေတာပါအကုန်လုံးပါဝင်သင့်တယ်ဖြတ်သိမ်းလိုက်တဲ့ပါတီတွေအားလုံးလည်းနေရာပြန်ပေးသင့်တယ်လို့ကျွန်တော်ထင်တယ်ဗော။ ဒီလောက်တော့မှ short ပြီးလို့ရနေသေးတာဗျာကိုဒီကိစ္စဒီဒီပါတီတွေဘာမှမလုံနိုင်မစွမ်းနိုင်တာကဘသူကြောက်မှမဟုတ်ဘူးဦးမင်းအောင်လိုင်းကိုတိုင်အတော့မကြလို့ခင်ဗျားတို့ NASA ကနယ်မြေဒေသတွေလုံးကြောက်မလုပ်ပေးနိုင်တဲ့ခါကျတော့ဘယ်သူကသွားပြီးတော့မဲဆွယ်ဖို့ရုံဆောက်ဖို့စီယုံဖို့နေနေတာကိုယ့်အကိုမသိဘူးတော့မှအိမ်ထဲမှာပုံနေရတဲ့လူတွေကဘလို့လို့ပြတာပြီးပြအောင်ဆောင်ရွက်နိုင်ပါလဲအဲ့လိုလေခင်ဗျားတို့နားလေလေဒါမျိုးတွေဖြစ်ရဘသူကြောက်လဲဒါမျိုးတွေဖြစ်တာခင်ဗျားတို့စစ်တပ်နဲ့ခင်ဗျားတို့အဲ့ဒီဦးမင်းအောင်လိုင်းကိုတိုင်အတော့မကြဘူး အဲ့ကိုအသုံးမကျဘူးပြီးတဲ့ခါကျတော့စီမင်းစီကံကြတော့မယ်သူကြတော့ဟုတ်နေမှာဒီစီမင်းစီကံနဲ့ပြတ်တဲ့အတွက်ကြောင့်မို့ခင်ဗျားတို့အလုံးပယ်တယ်သူကြတော့အခုအချိန်ကဥနေနဲ့ပတ်သက်စီကံနဲ့ညီရကြတာညီသလားသူအခုယာယီသမရယူတာလားဒီရောနော်တော်တော်များသောကိစ္စတွေအချိန်ကဥနေနဲ့ကျွန်တော်တို့ဘက်ဘက်ကညင်းဟုံပြီးတော့ညင်းလို့ရတဲ့အခြေအနေမျိုးတွေဖြစ်နေပြီကြံခံရေးရတခါမှမနိုင်ဘူးတော့အစိုးရင်ုံပြီးတော့တပါတီနဲ့ပြိုင်ဖို့လုပ်နေတာ ကြံ့ခိုင်ရေးကတခါမှမနိုင်ဘူးတော့ဆိုတော့ခါကြအေးဟုတ်တယ်ဟုတ်တယ်နော်ဘာကြောင့်လဲဆိုတော့ကြံ့တတိပုဂ္ဂလောက်သွားပြိုင်တော့မှအခုပြည်သူကလောလောဆယ်ကြံ့ခိုင်ရုံမထည့်ဘူးကျွန်တော်ကြည့်တာတတိပုဂ္ဂလောက်ထည့်မယ်ဟုတ်တယ်တတိပုဂ္ဂလောက်နေကတော့စစ်ကောင်မရှင်ဥက္ကဋ္ဌမင်းအောင်လှိုင်ဆိုတဲ့ကောင်ကရုရှားတောင်ဝင်ရှိသူတွေကိုအသိဉာဏ်သွားတဲ့ငါတလောက်ပေါင်းတဲ့လက်ဖက်တို့နဲ့အကန့်ခဲ့တယ်တဲ့ကဲငါတလောက်ပေါင်းကျွေးပြီးတော့အတက်အောင်လုပ်နေရောဗျာရုရှားခီးစဉ်ဖြစ်မနေ့ကရုရှားနိုင်ငံနိုဘာစီပစ်မြို့ကိုရောက်ရှိသွားတဲ့မြန်မာစစ်ကောင်မရှင်ဥက္ကဋ္ဌကြီး ကျရှုံးမင်းအောင်လိုင်းတကောင်ဟာငိုပါစီပစ်ဒေတာအုပ်ချုပ်ရေးမှုနဲ့တောင်ဝင်ရှိတဲ့တွေကိုအသင့်ချက်ပြုတ်ယူဆောင်သွားတဲ့ကျူကျူခေါ်ချက်ပြုတ်ထားတဲ့ငါတလောပေါင်းတဲ့လက်ဖက်တုပ်ဂျင်းတုပ်လက်ဖက်ရည်တို့ကိုအဲ့ခံခဲ့တယ်လို့သတင်းထုတ်ပြန်ထားတာတွေ့ရှိရပါတယ်။အိစားဆိုင်နဲ့ပတ်သက်ပြီးစစ်ကောင်မရှင်ဥက္ကဋ္ဌရုရှားအုပ်ချုပ်ရေးမှုနဲ့အဖွဲ့တွေကိုလည်းရှင်းလင်းပြောကြားခဲ့ပါတယ်တဲ့မြန်မာလူပြောတာပါ။နားလေတာမနားလေတာမင်းတို့အပိုင်းပါတဲ့။ ဒိုဘာစီဘစ်ဒေတာအုပ်ချုပ်ရေးမှူးဖွဲ့တွေကလည်းမြန်ရီရှက်ရီတုံးဆောင်ခဲ့ကြလို့လည်းမင်းအောင်လိုင်းကဖော်ပြထားတာလည်းတွေ့ရှိရပါတယ်။ကဲဒါကတော့ကျူကျူခေါ်ရဲ့လက်ရာတွေသွားကြည့်နေတဲ့အနေအထားတစ်ခုပါပဲ။မင်းအောင်နိုင်တကောင်အနေနဲ့ကတော့လက်ရှိချိန်မှာလည်းအခုဒရရှောက်ကိုသွားပြီးတော့ဖားရပြီးတော့သွားကြည့်တယ်လို့တစ်ချိန်ကလည်းဝဒေတာကဝါကောင်းဆောင်သွားပြီးတော့စံပြုတ်တိုက်ခဲ့ရတယ်အားလုံးသိရှိမှာဖြစ်ပါတယ်။ဒါကတော့မင်းအောင်လိုင်းရဲ့မျက်နှာကြည့်တွေ့တဲ့အနေအထားပါဗျာ။နော်ပြောများနေတဲ့ဟာလေးနဲ့ဒါမေ့ချင်တာပါနော်ဆရာကြီးအမြင်လေး။အဲ့ဒါကဒီအခုစစ်ကောင်စီဘက်ကနေပြီးတော့ ီကြက်ခရီးဘက်ကိုဝင်ပြိုင်ဖို့အတွက်ဆိုပြီးတော့စစ်ဘုတ်ကျုပ်တွေရောပေါ့နော်အများကြီးပဲဆရာစစ်ဘုတ်ကျုပ်တွေရောဒီအဆင့်နေအကုန်ပေါ့နော်အဆင့်အစုံပဲပါတယ်ဘူကြီးအဆင့်နေထိလည်းပါတယ်ပြီးရင်တကြက်ကြီးစည်ရည်တွေကအစားပါတယ်ဆိုတော့ပေါ့နော်ချားစင်နေလည်းပါတယ်ပေါ့ဆရာအဲ့ဒါအရောက်ပေါင်း400ကျော်ပေါ့နော်482ကို900နီးပါးပေါ့ဆရာအဲ့လိုမျိုးအဖွဲ့တွေအကုန်လုံးဒီသူကပို့တယ်ပေါ့နော်ရွှေ့ပြောင်းလိုက်တယ်ပေါ့နော်အဲ့လိုပြောင်းလိုက်တဲ့ဟာက အဲ့လိုသူတို့ရောက်ပြီဆိုနေကဟိုကမှာသူကနေရာအတင်းဖြစ်နေလို့ဆိုတဲ့ပုံစံမျိုးရယူစလို့ရတယ်ပေါ့ဆရာကြီးဘာဖြစ်လဲဆိုတော့သူကဒီဝင်းပြိုင်မဲ့တိုင်းနေပြည်နယ်တွေကအစသူကနမဲစင်းတွေအခုထွက်နေပြီပေါ့နော်ထင်ကြီးတွေပေးနေရပြီဘယ်ပူကျုပ်ဆိုရင်ဘယ်ဘယ်ဝင်ကြီးပေါ့နော်ဘယ်ပြည်နယ်ဝင်ကြီးဘယ်တိုင်းဝင်ကြီးအဲ့လိုမျိုးပုံစံမျိုးနဲ့ထွက်နေရရှိတော့ဒီလိုမျိုးရွှေ့ပြောင်းလိုက်တဲ့ဟာကရောဒါချက်ခံရေးပါတီကစစ်တပ်ရဲ့အာဏာပြန်သိမ်းခြင်းခံရရတယ်ဆိုပြီးတော့ပြောနေတဲ့အပေါ်မှာပေါ့နော်ဆရာကြီးနည်းနည်းဆရာကြီးအမြင်လေးလည်းပြောပြပြပါဦးဟုတ် โอเคဒါတော့ဟိုပါဗျာစစ်တပ်ကကြံ့ခိုင်ယူအနာသိမ့်တယ်ဆိုတာလည်းပေါ့လေဒီဟာကဟိုသူတို့ကဟိုဒီစွတ်တော်ဟိုတစ်ဖက်စိတ်ဒီယူကပွဲကိုပို့ပြီးတည်ချအောင်လို့လုပ်တာပေါ့လေပို့ပြီးတည်ချအောင်လို့ဒါပထမချက်ပေါ့ခုနကဒါဟိုအုံးချပြီးတော့ဒီလူယူကပွဲမှာဟိုတခါရဲ့အစိုးရဖွဲ့နိုင်အောင်ဒီဘက်မှာလက်ရှိဆောင်ရွက်နေတဲ့လူတွေကလည်းမင်းတို့နောက်ကျအစိုးရဖြစ်မှာမင်းတို့ဝန်ကြီးဖြစ်မှာဟုတ်လားမင်းတို့ကတောင်းယူရမှာဆိုတောင်းယူရမှာဆိုပြီးတော့သူက ီယူကောက်ပွဲဝင်ခိုင်းခဲ့တဲ့အတွက်ယူကောက်ပွဲမှာပူပြီးတော့ခိုင်းမဲအစုအတည်းဖြစ်နိုင်တယ်ပေါ့နော်ဒါသူတို့ဟိုသူတို့အတွက်ပေါ့နော်အဲသူတို့သူတို့အဲ့အဲ့ရွေချင်တဲ့သူတို့လုတ်တယ်အဲ့နီးရဖြင့်ကြမ်းခိုင်ရေးဘက်ကိုရွှေ့တဲ့လူတွေကိုသူတို့ကဟိုဟာတစ်ဖက်မှာကျတော့ဟိုရွှေ့လို့ကောင်းပြောလို့ဆိုလို့ရတယ်နှလုံးပေးတာပေါ့နော်အဲ့အဲ့လိုမျိုးသဘောရှိတယ်အဲဒါပေမဲ့ဟိုကြမ်းခိုင်ရေးဘက်မှာကျတော့ဘယ်လိုခက်ခဲရှိလဲဆိုဟိုပထမကျွန်တော်အရင်ကပြောခဲ့ဘူးသလိုပဲ ဦးနှန်းရွှေတို့ဦးနေဝင်တို့နဲ့မတူတဲ့ချက်ကဟိုမြောက်လိုက်မှာကဒီတက်ကိုကင်တွေ့တဲ့အခါမှာသူတို့လောက်လုပ်ဖို့အခက်အခဲရှိပုံရတယ်သူကဟိုငကိုရေကဦးတန်းရွှေရသူ့ကိုဟိုဂျူနီယာသမားကနေတောင်းပေးခဲ့တဲ့တခါလေးကိုသူကဟိုဒီစီနီယာကိုရှင်းရတဲ့အခါမှာသူနည်းနည်းခက်ခဲရှိတာမဟုတ်ဘူးပြောကြရတဲ့အခါကျတော့လောလောဆယ်မှာဦးတန်းရွှေကကြမ်းခံရီကိုထူထောင်ခဲ့သူဖြစ်တဲ့အတွက်သူကြမ်းခံရီနဲ့ညှိရတာပူလွယ်မယ်လို့ထင်တယ်ကျွန်တော်သူကကြတော့ပူခက်တယ်ဒါပေမဲ့ ဒီလောက်တော့လည်းပူပါနေရမှာရှိဘူးထင်တယ်။ဥဥသာမင်းအောင်လိုက်တော့ဘာဖြစ်လဲဆိုတော့ကြံ့ခံရေးဘက်ကလည်းဘာဖြစ်လဲဆိုတော့လူကတော့အပြည့်သူတို့ရှားထားပြီးသားပေါ့နော်။ဒါပေမဲ့ခုဘာပဲဖြစ်ဖြစ်တက်ကလူ900နီးနီးပေါ့490လောက်ပေါ့489ပေါ့ပထမ23ရောက်ဆိုတာရှိတယ်ပေါ့ဒီပါဝင်ဟုတ်ဖို့တော့ကျွန်တော်မသိဘူးပေါ့နော်။ဒီလူတွေရောက်လာရဲ့ပေါ့နော်။ရောက်လာရဲဆိုတော့ဒီလူတွေအတွက်ကတော့အကုန်လုံးပြရမှာသားပြရမှာဆိုတော့ဒီလူတွေရဲ့ခုနကဟိုတည်းမဲ့ပြောတယ်လို့ပဲသူတို့ကမင်းဆန္ဒနဲ့ဟို သတ်မှတ်ချက်နဲ့လာရတဲ့လူကများမှာပေါ့။နောက်ဘယ်မှာဝင်မယ်ဆိုတဲ့လာရတဲ့ခါကျအဲ့အဲ့ရရထားတဲ့လူတွေကဖယ်ပေးရမှာပေါ့။နေရာရွှေ့ပေးရတော့ရှိမှာပေါ့။အဲ့အဲ့ကတော့ကျန်းကန်ရေးကလုတ်ကိုလုတ်ပေးရမယ့်ကိစ္စပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့လုတ်ပေးရမယ့်ဆိုတဲ့ကိစ္စမှာ၄ချက်ရှိရပေါ့နော်ကျွန်တော်မြင်တာ။ပထမတစ်ချက်ကတော့သူတို့ရှေ့မှာဟိုသင်္ကန်းစာတစ်ခုရှိခဲ့တယ်ပေါ့နော်။ဒါအဲ့သင်္ကန်းစာကိုကျွန်တော်ဘယ်မှာတွေ့ခဲ့လဲဆိုတော့ကျွန်တော်လည်းရင်အသိခဲ့တယ်ဒါပေမဲ့ဒါမေ့ပြောက်ဖြစ်တယ်။တလုံးက BBC ကဒီကူကူကြီးရဲ့အင်တာဒီဆောင်းမတော့မှာဖတ်လိုက်ရပေါ့နော်။ဒီကပါလဲဆိုတော့ဒီ ကွာမှာ2015ရွေးကောက်ပွဲမှာကုစလေရွေးတဲ့အခါကျတော့အဲ့ချိန်တော့ထွတ်တော်ဥတာဥရှိမှန်ဖြစ်တော့ဥရှိမှန်ကသူ့ရဲ့မူကပါလဲဆိုတော့ကုစလေရွေးတဲ့အခါမှာလက်ရှိလွတ်တော်ကုစလေများဥစားပေးရမယ်ဆိုရင်မူနဲ့ရွေးတဲ့အတွက်ဟိုသူကလက်ရှိ ွတ်တော်မှာရှိရလို့ तू ကပြန်ပြီးတော့ရွေးခံစီချင်လားအဲ့တော့တက်ကလူတွေကို तू အကုန်တက်ကပြီးရလို့အကုန်လက်မခံခြင်းမှုဆိုတဲ့ဘောဖြစ်နေအောင်အဲအဲ့ခါကျတော့တက်က169ပြီးလဲဒီမှာ तू 90ပဲလက်ခံခဲ့အဲအဲ့ခါကျတော့ဒီဒီပြိပခါကနည်းနည်းလေးဟိုပြဿနာကြီးသွားရပါတော့ပြဿနာတွေကတော်တော်ကြီးခဲ့ပြီးရောဥပမာဟိုပါပေါ့နော်ဒီဟိုမြန်အောင်လိုင်းရဲ့ကိုရံတော် တယောက်ဆိုလို့ရှိရင်သူကဟိုရှမ်းပြည်မှာကျိုင်းတုံမှာဝင်မဲ့ဟာကိုသူ linkage မှာသွားဝင်ရတယ်ပေါ့အဲ့လိုမျိုးပြဿနာရှိခဲ့တယ်။နောက်ဦးအောင်မင်းနဲ့ဦးစိုးသိန်းကရှားဆောင်တဲ့ဘော်ဘခင်မှာဝင်မဲ့ဆိုရင်ဟာကိုသူတို့တနည်းနိုင်နဲ့ဘကူဘက်ကိုသူတို့ရွှေ့ခဲ့တာပေါ့ရှိရဟိုသူတွေကလည်းလက်မခံမဲနဲ့သူတို့ကပါတီရမဟုတ်ဖယ်နဲ့တတိပုဂ္ဂလအနေနဲ့ကရမ်းပါဝင်ပြိုင်ကြ။အဲ့လိုဖြစ်ထွက်လိုက်တယ်။ပိုဆိုးတာနဲ့ရုပ်ပြက်တာတော့ဟိုအဲ့ချိန်မှာဒုတိယသမရာဖြစ်တဲ့ ဟိုဥညံထွန်းကိုသူကဟိုစည်းကုံးမှာပြန်မပေးဘူးပေါ့နော်အဲအဲ့ခါကျပြန်မပေးဘဲနဲ့မြို့သားလွတ်တော်ကိုရွှေ့ပြီးပြိုင်မာလာတယ်ပေါ့ဖြစ်တဲ့ခါကျအဲ့ကလည်းတော်တော်လေးအဆင်မပြေဘူးပေါ့အဲ့လိုဖြစ်ခဲ့တဲ့အတွက်နောက်ဆုံးမှာဖြစ်သွားရဲဆိုတော့ဟိုဥရှိမန်းကဟိုတကောင်းရအနာသိမ့်မွဲနဲ့ပါတီဥက္ထဖြစ်ကဖေရှားခံပေါ့နော်အဲအဲ့လိုမျိုးဖြစ်ခဲ့အဲဖြစ်တဲ့ခါကျတော့ဟိုအဲ့လိုမျိုးဖြစ်ခဲ့တဲ့ခါကျဒီတင်ကန်းစာရဟိုဘာပဲဖြစ်ဖြစ်ပါတီကဟိုတက်ကိုလက်ခံရမယ်ဆိုရှင်ဒါပထမချက်ဒုတိယချက်ကတော့ ကျွန်တော်တို့စီမှာဘလို့ကွဲလဲမှုဖြစ်သည်ဖြစ်စေတမိုင်းမှာဘလို့ပြဿနာဖြစ်ခဲ့သည်ဖြစ်စေကျွန်တော်တို့ချင်းချင်းညမှာယူဆဘလို့မတူသည်ဖြစ်စေကျွန်တော်တို့ကဘုံရံသူအလင်ညှို့ထုတ်ပြီးဒီစစ်အာဏာရှင်မရှိမှငါတို့က ဟိုတန်းပြက်ကောင်းမှာဆိုတော့ဟုတ်လားငါဒီဘုံအန်သူကိုဘုံအန်သူကိုဟိုစားတိုက်ဖို့တယ်ငါတို့ညီရမယ်ဆိုကျွန်တော်တို့ဘက်မှာညှိတယ်လို့ရဲသူတို့ဘက်မှာလည်းဟုတ်လားသူတို့ကလည်းကျွန်တော်တို့ဘုံရန်သူလို့သဘောထားပြီးတော့ငါတို့ချစ်တယ်ပြစီမုန်းတယ်ပြစီဟုတ်လားငါတို့ချင်းမညီချစ်မယ်ဟိုစားလုံးဒီလိုညီညွတ်ရှိရမယ်ဆိုတာမလဲရှိနိုင်တာပါဒါပေမဲ့သူတို့နဲ့ကျွန်တော်ရဲ့မတူတဲ့ချက်ကတော့ကျွန်တော်တို့ကဟိုအများကျူတိုင်းပြည်ကျူဆောင်ရတာဖြစ်ပြီးသူတို့အများစုကတော့ကိုကျိုးစီဝါဆောင်ရတာဖြစ်တဲ့အတွက်ဒီလိုပူးပေါင်းဆောင်ရတဲ့ကမှာတကွေးမှာတော့ကိုကျိုးစီဝါမှာညှိတာတော့ဘာလို့လဲကတည်းက ိုအများစုကလို့ကျွန်တော်ဘာလို့သုံးလုံးလဲဆိုတော့ဒီခုနကလို့ပေါ့ဗျာဒီ900ကျော်ဟိုဒီဘက်ကိုပို့လိုက်တဲ့ဆွဲကမှာကျွန်တော်ကဘာသွားသတိရလဲဆိုတော့ကျွန်တော်တို့ဒီ9နှစ်ကာလအတွင်းမှာဒီဒွန်ဆန်းစုကြည်ကျေးဇူးနဲ့ပေါ့လေကျွန်တော်တို့ကလွတ်တော်ထဲမှာလေဟိုကြံ့ခိုင်ရအမတ်ဒီဒီအတူတူလက်တွဲပြီးလုပ်ခွင့်ရတယ်မြို့နယ်ထဲမှာလည်းကြံ့ခိုင်ရလူတွေနဲ့တွေ့ရဟိုကိုမြို့နယ်မှာပေါ့ဒီလူတွေကိုကျွန်တော်တို့ကအရင်ဆုံးက ိုတိတ်ပြီးတော့ဟိုမကြိုက်ခဲ့ဘူးလေမဆက်ဆံဘူးသူတို့ကျွန်တော်တို့ကဟိုမပတ်သက်လို့ပေါ့ဗျာဒါပေမဲ့ကိုကယူကဝယ်နိုင်တဲ့လူဖြစ်သွားတဲ့ခါကျကိုမြုပ်နေတဲ့ကသူအလူဖြစ်သွားတာဟုတ်ကဲ့ဆရာအဲ့သူတို့လူအချက်ကိုကိုကလုတ်ပေးရမယ်သူတို့ခစ်လို့မဟုတ်ဘူးကျွန်တော်တို့ကသဘောထားကြည့်တယ်ကျွန်တော်တို့ကဒီမိုကရေစီဖြစ်တယ်ဆိုတော့ပြဖို့အတွက်သူတို့ကိုကျွန်တော်ရင်းနှီးဆက်ဆံရှိဆက်ဆံဒီလိုပဲကျွန်တော်တို့နေပြည်တော်မှာအစည်းအဝေးပိုင်းသွားတက်တဲ့ခါမှာတတိုင်းတချမ်းနဲ့တိုင်းနယ်ပြည်နယ်များကနေပြီးရောက်လာတဲ့အချိန်မှာသူတို့ ဒီကြံ့ခိုင်အနေနဲ့ရွေးကောက်ပွဲနိုင်တဲ့ကိုယ်စားလှယ်နဲ့တွေ့ရတယ်။ဒီကိုယ်စားလှယ်ရချို့လူတွေကလူတော်တွေဖြစ်တယ်ဆိုတာတွေ့ရပါတယ်။အဲသူတို့အဲ့နဲ့သူတို့ရွေးကောက်ပွဲမှာချို့လဲဘာဖြစ်ဖြစ်ပေါ့လေစသရရဒီကိုစားဘတ်ဂျက်ကိစ္စပဲဘာဖြစ်သူတို့လေဟိုသူတို့မှာအတွေ့အကြုံလည်းရှိတော့ဗျ။သူတို့ဆွေးနွေးနိုင်တယ်ပေါ့ဒါပေါ့ဒါကိုတမဲဆိုပူတီးရတက်ထက်မှာ train လုပ်ထားရတဲ့ပုံစံမျိုးရှိအောင်ဟုတ်တယ်အဲ့ခါကျတော့တို့ဒါ knowledge ကတော့ရှိနေရောအဲ့ခါကျတော့တို့ကကျွန်တော်တို့ကိုရင်းနှီးွားတော့ကျွန်တော်ရင်းနှီးဆက်ဆံတဲ့ခါမှာတို့တွေကလည်းကျွန်တော်တို့ပေါ်မှာ ဟိုပြန်ပြီးတော့ဟိုခင်မင်းနဲ့ကျွန်တော်တို့ရဲ့ဟိုဒီသဘောရချင်းကိုအတိမတ်ပြရပေါ့နော်သူရန်ကြီးပြီးတော့အတိမတ်ပြပြီးတော့ခင်သွားရပေါ့နော်ခင်သွားရအတူတူမာစီဝေးမှာဘာဖြစ်ဖြစ်တဝိုင်းနဲ့သွားဆုံနဲ့ထမင်းတူစားကြရပါတယောက်တော့မိစရာမိစရာတော့ကြံ့ကြံ့ရဖြစ်နေကြံ့ကြံ့ရဆိုစကားမပြောလည်းမရဘူးအဲကပြောရဆိုရကြအဲ့မှာအဲပြောရခါကျတော့ဟိုသူတို့ကကျွန်တော်ကိုသိနေရပေါ့လေရှုလူရသိရခါကျဆရာငောင်းတဲရမလားဆရာလုတ်တာကြီးကျွန်သိလိုက်မှတွေ့တယ်ပေါ့လေဆရာဟို ဆရာကောင်းပါရဲ့ဆရာဆရာကိုကျွန်တော်ကလေးစားပါတယ်အဲ့လိုပြောရကျွန်တော်တို့ကလူချင်းတွေ့လို့ပြောရမှာပေါ့ကျွန်တော်ကျုံးလို့ပြောအောင်မယ်ဆရာကျွန်တော်တို့ကဆရာတို့အားကြရတခုရှိတယ်ဘာဖြစ်လဲဆိုတော့ပွင့်လင်းပြောရင်ကျွန်တော်တို့ကတတ်ထဲကိုအကြောင်းမျိုးကြောင့်ရောက်ကြရပေါ့ဆရာဒါပေမဲ့တတ်ထင်းမှာပဲကျွန်တော်နေချင်လားပင်စင်ရွက်ထီပေါ့နော်ကျန်တဲ့ကိုယ်နဲ့နားမလို့လူလည်းမလို့ချင်ဘူးဆရာဒါပေမဲ့လည်းဟိုဆရာတည့်ရတိုင်းပဲတတ်ထင်းမှာတော့ အမေရလိုရောညွန်ကြဲရလိုရဲဆိုဟာမေးပါတီကိုသွားဆိုသွားရပေါ့ပါတီကိုသွားသွားဆိုပါတီတောင်းဆိုယူရတာပဲအဲအဲ့လိုနဲ့ကျွန်တော်ကဒီပါတီရဲ့ရောက်တာပေါ့ရောက်တဲ့ခါကျတော့ဩငါတော့နိုင်ငံရေးတောင်းဖြစ်သွားပြီဒါပေမဲ့တက်ကလည်းမထွက်ချင်လဲထွက်ရပြီပေါ့ဒါပေမဲ့လည်းဒီမှာကောင်းလာလီရောငါဖြစ်အောင်လုပ်မယ်ဆိုပြီးကျွန်တော်ဟိုတန်းနိုင်တော့လုတ်တယ်အခုဆရာတို့လုတ်တာမျိုးပေါ့တဲ့သူကပြောဒါပေမဲ့ကျွန်တော်တို့လုတ်ခွင့်မရခဲ့ဘူးဆရာသူကပြောဥပမာလေးကိုပြောမယ်ဆရာရဲ့ကျွန်တော်တဘာဝပေါင်ရင်ကိစ္စကျွန်တော်တာဝန်ပေးရဆိုကျွန်တော်ရအောင်လုတ်တယ်ပေါ့ လုပ်တဲ့အခါကျဟာကျွန်တော်ဒီလုပ်ငန်းရှင်တွေရှိသွားပြီးတော့စစ်တယ်စီးရပေါ့အမေမေကိုခေါင်းနိုင်ရမင်းတူနေရမင်းမရဘူးအဲဥရီနဲ့မညီဘူးထပ်မြင့်ရမယ်ပေါ့နော်အဲမင်းရဲ့ waste water မင်း treatment ကမင်းမပြည့်စုံမင်းအဖြစ်လောက်တာလေဒါရင်းနဲ့မင်းချောင်းနဲ့တို့သွားချရလူတွေဒုက္ခရောက်ကုန်မှာပါညာကျွန်တော်စစ်ဆေးတွေ့ရှိတိုင်းပြောတာပေါ့ပြောခဲ့ကျွန်တော်အတိုင်ခံရပေါ့ဗျာသူအတိုင်ခံပြင်မျက်နှာမရရပြင် ဟိုပြောခံရပေါ့မင်းကွာမင်းဥစားလုပ်ငန်းရှင်တွေကိုသွားဒုက္ခမပေးပါနဲ့ဆိုကိုကရောပတ်စံသွားရှာလို့ဒီလားသွားကြက်တယ်လို့သူကထင်သလားမသိဘူးပေါ့လေအဲ့ခါကျအခုမှစိတ်မချမ်းသာဘူးပေါ့ဒီလားအဲ့ခါကျဒါအပွင့်လင်းပြရပါဆရာတို့ကကံကောင်းပါရဲ့ဆရာတို့လုပ်ပိုင်ခွင့်ရရဲ့ဆိုတော့ပြရပါပေါ့လေကျွန်တော်စဉ်းစားကြည့်ဒီလူတွေမှာလေဒီလူကောင်းတွေပါမှာပါပဲဒီလားပါနိုင်ပါအကြောင်းလို့ကြောင့်တွန်လိုင်းရေးဘက်ကိုမပါနိုင်တော့လေပေါ့လေအကြောင်းလို့ထွက်မလာနိုင်ဘူးဟိုဘက်ကိုပြောင်းသွားရဲဆိုဟိုဘက်မှာလည်းစိတ်ညစ်ရည်ထက်တွေ့တယ်အဲ့လိုအောင်မိပြီပါဟုတ်ဟုတ်ကြအဲ့တော့ဒီ900 ထဲမှာလဲပြောပြောရှင်ရင်လည်းကြောင်းသွားတဲ့လူကဘာကြီးမပေါင်းဟုတ်တယ်ဒါပေါ့ तू ရေမွားပြီတော့ဗျာဟိုတက်ကလူကနိုင်ငံရေးဘက်ကိုပြောင်းနေသွားပြောပြောရှင်ပြောင်းမှုတော့နည်းနည်းခက်မယ်တင်နေတယ်အဲ့လိုပဲထင်ပါတယ်ဒါပေမဲ့ခုနကပြောဆိုဒါလည်းတာဝန်မဲ့လောက်ရမှာပဲဒါသမိုင်းရဲ့တာဝန်ပြီးတာဝန်ဆိုသူတို့ဘက်ကပေါ့ဒါကြောင့်သူလောက်ကြရဲရှိမှာပေါ့ဗျာဟုတ်ဟုတ်ကဲ့ဆရာကြီးအဲတချို့ကြတော့လည်းပြောရင်ပြောနေမှာဆရာကြီးဘာလို့လဲဆိုတော့လက်ရှိတာဝန်စနေပြင်နေထားရတော့ဒါပေါ့ဒါပေါ့ဒါလည်းရှိနေမှာပြောကြတော့ဟိုအိမ်မက်ဆိုတာအမျိုးမျိုးရှိရပါဗျာဟိုသူတို့ဘက်မှာလည်း 学那单文友的外皮毛，对吧？单文友的鞋，好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 。俺们有时候在做那的，比较的，比较的多些嘛。对。比较在那时候话美美金来耍的，在不老有偏，比较呃有偏金的，东偏金的外数百老多咯。那完了之后，在好西，那比较老得看嘛。 ကျွန်တော်ပြောခဲ့ရရှိရတခုရှိရပါတော့ဆရာကြီးပြောခဲ့တဲ့ဟာရှိရဒီမေအောင်လိုင်းကဒါလူညက်ဒီအလားရှင်ကဆက်ဆက်ရွေးတဲ့အခါမှာဒီလူညက်ကိုရွေးချယ်တယ်ဆိုပြီးပြောတဲ့ဟာပေါ့နော်အဲ့တော့ပြောချင်တာကတော့ဒါမေအောင်လိုင်းကလူညက်ပေါ့နော်ဒါကျွန်တော်အဲ့လိုမျိုးပြောခဲ့ကြတဲ့ချိန်မှာဒီသူတို့ဘက်ကသူတွေကဒီဟာကိုအော်အရင်သူခံပြင်းတယ်ပေါ့နော်ခံပြင်းတော့ကျတော့အေးဟုတ်တယ်လူညံ့ပေါ့နော်ဒါပေမဲ့အဲ့လူညံ့ကိုပဲပေါ့နော်ဒါမင်းတို့ဘက်ကအဖွဲ့တွေကတော်လန်နေတာဘယ်နှစ်နှစ်ရှိပြီလဲဘာလို့ခုထိမနိုင်သေးတာလဲအဲ့တော့ဘသူကပုံညံ့တယ်လဲဆိုပြီးတော့ပြောတာလေးဒါဆိုင်လက်တွေ့လိုက်မှထင်ပါလေဟုတ်အဲ့လိုမျိုးဟာဒီဆိုင်နည်းနည်းလေးပြန်ပြီးတော့ ော့တုတ်ပြန်ပြီးပါဘူး။ဟုတ်ကဲ့။ဟိုပါပါဟိုကျွန်တော်တို့ကတော့ဒါဟိုဒီမိုကရေစီရဲ့သဘောအကွာသူကလွတ်လပ်စွာကွဲလွဲဝင်ရှိရအောင်။ဟုတ်ကဲ့။အဲခါကျတော့ဟိုသူတို့ရဲ့ဟိုပါဗျာသူတို့အမြင်ပေါ့နော်။ဒီဟာလည်းဟိုရှုထောင့်ဖို့အမှန်ပါလိမ့်မယ်။ဒါပေမဲ့ကျွန်တော်တို့ပြောချင်တာကကျွန်တော်ရေဘူးကပြောတာပါ။အာနာရှင်တို့မြည်ဒီလူညံ့ကိုရေးလေးရှိတယ်။ဟုတ်ဆိုလူကောင်းကိုရေးလို့ရှင်ဟိုသူတို့ကိုဟိုစာပေါ့ဗျာ။ဟိုပွင့်လင်းပြောလို့ရှင်ဟိုတဲ့မြဲဆွဲစင်လာကြည့်။ ကိုထဲမြတ်တို့ကိုစီရီယံဝင်လာတဲ့လူတွေစဉ်းစားကြည့်လိုက်စီရီယံဝင်လာတဲ့လူကျွန်တော်လေ့လာကြည့်ရခါကျလူတဝဲလောက်ကလူကြီးနာလူတွေဖြစ်နေတယ်လားလူကြီးနာမှာအနီးကနေခဲ့သူတို့တာဝကြီးပေးခံတယ်တာမန်ဟိုညံ့တဲ့လူတွေမဟုတ်ဗျာဟုတ်လားအဲ့ခါကျတော့ဟိုလူကောင်းဒီလူတော်တွေကသူအမှန်အမှန်ကိုခွဲကြရတဲ့တကွေးကြလို့ရှိရင်သူတို့ကိုဟိုစပြန်ပြီးတော့လို့ပေါ့ဗျာဟို ကျိုးစီးပွားရဖြစ်စေနိုင်ငံရေးရအမြင့်မှန်ရလို့ဖြစ်စေသူသာပြောင်းလဲသွားမှာကိုသူကကျွန်တော်အရင်တစ်ပတ်ကလည်းကဘာမှာဒီလိုပေါ်ဥစားဒီအဆင့်နာရှင်တွေကလည်းပြောင်းလဲခွင့်ရှိပါတယ်ကျွန်တော်ပြောခဲ့ရရှင်ဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုအမြင့်မှန်ရသွားမှာဆက်နာရှင်ကြောက်တယ်ကြောက်တယ်ဟုတ်တယ်ကိုလိုင်းမျိုးတွေအားလုံးဒီဘက်မှာတွေ့ခဲ့တဲ့အကြောင်းအရာတွေကိုတကယ်ပါပဲလူညံ့တွေပဲရွေးချယ်ပြီးတော့တိုင်းရင်းသားဒေသတွေမှာလည်းဆက်အနာရှင်အုပ်ချုပ်တဲ့ကာလတစ်လျှောက်မှာပညာမတက်အောင်ဘယ်လောက်ထိဖြစ်နေတာတွေ့ရှိရပြီးတော့အုတ်ကအုတ်ချီက မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေအနေနဲ့လည်းနေ့စဉ်နဲ့အမျှစာဝင်ဒီအစီအစဉ်ပြောင်းသမတ်လောက်ထားတာဖြစ်ပြီးတော့စာဝင်ဒီရုံးကန်ရင်းနဲ့ပဲဘဝဒီကောင်လေးကိုဘယ်သူမှသတိမရနိုင်မတွန်းနာနိုင်အောင်လုပ်ထားတာလည်းအလုပ်တွေမှာဖြစ်ပါတယ်။အဲဆေဟာနာရှင်ရဲ့ကိစ္စဆက်လုပ်ခဲ့တဲ့အရာကတော့ဒါမို့ရပူပြီးတော့အသက်အရွယ်ကြီးမားတဲ့လူတွေဒီမြင်တဲ့လူတွေပူပြီးတော့သိမှလည်းဖြစ်ပါတယ်။ဟောလိုင်းမျိုးတွေအားလုံးပဲဒီဗီဒီယိုတောင်းနေပဲဆုံးသက်လိုက်ပါတယ်။နောက်ထပ်ဗီဒီယိုမှာတော့နောက်ထပ်သတင်းတွေတက်လာပြီးတော့ကျွန်တော်ရဲ့ကိုကြေးရုပ်ပါလို့ချင်း Reaction Channel လေးကို Like and Subscribe လုပ်နေ Subscribe ပြီးရအခွန်လေးချင်းမြင်တက်လာများဗီဒီယိုနဲ့တတိယအားလုံးကြည့်ရှုနားဆင်ရဖြစ်ပါတယ်။ဟောလိုင်းမျိုးတွေအားလုံးပဲကျွန်တော်ဗီဒီယိုရဲ့အောက်မှာ HYB Hype Monitor ကိုမြင်ရတဲ့နိုင်ငံမှာနေထိုင်တဲ့ Jordan ပြည်သူတွေဟောလိုင်းမျိုးတွေအနေနဲ့လည်း သိခဲ့ပြီးဒီနေ့ကနေပဲထပ်မံတောင်းဆိုရင်လည်းည၈နာရီပဲတင်စီမှာပြန်လည်ဆုံတွေ့ကြပါမယ်။လင်ပြီးနဲ့မေးပြီးတော့မှအများဆုံးကင်းဝေးကြပါသေးလို့ထပ်မံတောင်းဆိုပြုနေပဲအဆုံးထိကြည့်ရှုပေးတဲ့ဒုက္ခရှင်တိုင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ။